အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ PGDN DN 6107 Law of Evidence Chapter 5 Opinion of Third Person When Relevant အခြားသူများ၏ထင်မြင်ချက်များသည့်မိသည့်အခါအမှု၌ဆက်ဆိုင်ခြင်းအကြောင်းကို တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာ5.1 Opinion of Experts ကာကြီးကျွမ်းကျင်သူ ပါရဂူတို့၏ထင်မြင်ချက် ပြစ်မှုဆိုင်ရာမှုကင်းတစ်ခုတွင်တာမန်လူတစ်ယောက်သည် အမှုနှင့်ပတ်သက်သည့်အကြောင်းချင်းရာတစ်ခုခုကိုဖြစ်စေအကြောင်းချင်းရာအများကိုဖြစ်စေထင်မြင်ချက်မပေးနိုင်ပေတရားရုံးရှိတွင်ကြားနာစစ်ဆေးခြင်းခံရသူသည်မိမိကိုယ်တိုင်ကြားနာခြင်းမြင်ခြင်းသိခြင်းကိုသာတည်တည်အဖြစ်တင်ပြနိုင်သည်တာမန်တက်တဲ့တရား၏ထင်မြင်ချက်သည်တရားမဝင်သောလုပ်ရဖြစ်၍အမှုတွင်တက်တဲ့ထင်ရှားပြရန်မစွမ်းဆောင်နိုင်ပေ။တက်တဲ့ကံဥပဒေပုံမှား45တွင် နိုင်ငံခြားဥပဒေအချက်တရက်ကိုဖြစ်စေသိပ္ပံပညာရေးဆိုင်ရာ အချက်တရက်ကိုဖြစ်စေဝိစာပညာဆိုင်ရာအချက်တရက်ကိုဖြစ်စေလေရေးလက်သားတို့မဟုတ်လက်ပွေပုံစံအတူမတူတိလိုတိအချက်ကိုဖြစ်စေတရားရုံးကစဉ်းစားဆင်ခြင်ရန်ရှိတရင်၎င်းတို့နှင့်ပတ်သက်၍အထူးကျဉ်းကျဉ်သူများ၏ထင်မြင်ချက်များမှာဆက်ဆိုင်သည့်အကြောင်းချင်းအားဖြစ်သည်ဟု၍ပြဋ္ဌာန်းထားရာထိုအထူးကျဉ်းကျဉ်သူများသာလျှင်တရားရုံး၌ထင်မြင်ချက်ပေးနိုင်ကြောင်းတွေ့ရပေသည်ထိုအထူးကျဉ်းကျဉ်သူများကိုပါတကူဟု၍ခေါ်ပေသည် တရားရုံးသည်အမှုခင်းတစ်ခု၌အထူးကျွမ်းကျင်၍အတွေ့အကြုံများသော ပါရဂူများ၏အကူအညီရယူရန်လိုအပ်ပါကရင်းပါရဂူတို့၏ထင်မြင်ယူဆချက်သည်အမှုဆုံးဖြတ်သည့်အခါတွင် အထောက်အပံ့များစွာရရှိ၍တင့်လျော်မှန်ကန်စွာဆုံးဖြတ်ချက်ရရန်စွမ်းဆောင်နိုင်ပေသည်ထို့ကြောင့်အသိပညာရှင် အတတ်ပညာရှင် ကုသံရောင်းဝယ်၍ကျင်းကျင်သူနိုင်ငံခြားဥပဒေပါရဂူလက်ပွေပုံစံပါရဂူလက်ရေးပါရဂူတို့သည်အထူးအရေးပါသည်ကို တွေ့ရပါသည် illustration 1 မောင်ဖြူသည်အစိတ်ကြောင့်တေဆုံခြင်းဟုတ်မဟုတ်ချင်းချင်းရန်ရှိသည်မောင်ဖြူစားမိရေတည်သည်ဟုထင်ရသောအစိတ်မျိုးကို စားမိလျင်မိတို့သောသဘောလက္ခဏာပေါ်နိုင်ကြောင်းစားသည့်အချက်များနှင့်ပတ်သက်၍ကျွမ်းကျင်သူတို့၏ထင်မြင်ချက်များနှင့်ဆက်ဆက်သည်နှင့်မောင်ဖြူသည်တစုံတစ်ခုသောပြမှုကိုကျူးလွန်စဉ်ရင်းအမှု၏အကောင်းအဆိုးသဘောကိုဖြစ်စေမှားယွင်းသောအမှုကိုဖြစ်စေတရားဥပဒေနှင့်ဆန့်ကျင်သော အမှုကိုဖြစ်စေပြုလုပ်နေကြောင်းသိနိုင်ရန်စိတ်ဖောက်ပြန်မှုရှိမရှိချင်းချင်းရန်ရှိသည် မောင်ဖြူ၌ထင်ရှားသည့်စိတ်ဖောက်ပြန်မှုလက္ခဏာများသည့်အခြားစိတ်ဖောက်သူတို့၌ဖြစ်ပေါ်သောလက္ခဏာများကဲ့သို့ဟုတ်မဟုတ်ထို့သို့စိတ်ဖောက်ပြန်သူတို့ပြုခြင်းသည့်အမှုအမှားများအားမှောင်ယွင်းသောအမှုဖြစ်ကြောင်းတရားဥပဒေနှင့်စန့်ကျင်နေကြောင်းသိနိုင်စွမ်းရှိမရှိစသည့်အကြောင်းများကိုကျွမ်းကျင်သူပါတဂူတို့၏ထင်မြင်ချက်သည်ဆက်ဆက်သည်၃တစုံတစ်ခုသောအမှတ်အသားကိုမောင်ဖြူရေးမရေးချင့်ကြင်ရန်ရှိသည် ။မောင်ပြူရေးဘူးကြောင့်ဝန်ခံသည်။သို့မဟုတ်တက်တည်ထင်ရှားဖြစ်ပြီးသောအခြားအမှတ်အသားတစ်ခုကိုတင်ပြသည်။အဆိုပါအမှတ်အသားနှစ်ခုကိုလူတစ်ယောက်တည်းရေးခြင်းသို့မဟုတ်တဦးစီကရေးခြင်းဖြစ်ကြောင်းကျွမ်းကျင်သူတို့၏ထင်မြင်ချက်သည်ဆက်ဆက်သည်။တက်တည်ကံဥပဒေပုံမှား46တွင်ထင်မြင်ချက်သည်တသက်ကံဝင်ခြင်းယင်းထင်မြင်ချက်ကိုထောက်ခံသောသို့မဟုတ်ဆန့်ကျင်သောအကြောင်းချင်းရာများသည့်လည်းတသက်ကံဝင်ကြောင်းဖော်ပြထားသည်။မောင်ဖြူသည်တစုံတရာသောအစိတ်သည်မသိအချင်းချင်းရန်ရှိသည် ရင်းအစိမ်မျိုးတင်ဘူးကြောင့်အခြားသူတို့၌အလားတူလက္ခဏာများပေါ်ပေါက်ကြောင်းစသောအကြောင်းချင်းရာဆက်ဆက်ဒီမှာကျွမ်းကျင်သူတို့ကရင်းအစိမ်မျိုးကြောင့်ဖြစ်တတ်သောလက္ခဏာဟုတ်မဟုတ်ဆိုသောပါရဂူဤထင်မြင်ချက်သည်ဆက်ဆက်သည်5.1.1 handwritten expert လရေပါရဂူဤထင်မြင်ချက်လရေပါရဂူဤထင်မြင်ချက်သည်တတိကံဥရေပုံမှာ55တွင် ပြဋ္ဌာန်းထားချက်အရာတတိကံဝင်ပါသည် လေရင်နှစ်ခုနှိုင်းရှင်၍တူမတူထင်မြင်ချက်ပေးရာတွင် လေရင်ပါတကူဤဆုံးဖြတ်ချက်သည်တက်တေကံဝင်သည်လေရင်ပါတကူဤထင်မြင်ချက်ကိုတက်တေကံအဖြစ်တင်သွင်းရာတွင်အဆိုပါထင်မြင်ချက်သည်ပါတကူထံမှတောင်းခံရရှိထားခြင်းဖြစ်ကြောင်းအမှုဆောင်ဆန်းသည့်အရာရှိကတရားရုံးတွင်ထွက်ဆိုတင်ပြလျင်တက်တေကံဝင်ပါသည် ထို့ကြောင့်လေရင်ပါတကူဤထင်မြင်ချက်မှာတက်တေကံဝင်ကြောင်းထင်ရှားပါသည်သို့သောမြမြတံမိုးရှိသောတသက်ေကံကျဖြစ်ကြောင်းကိုမူတစ်ဖက်ပါစီရင်ထုံးများတွင် လေ့လာသိရှိနိုင်ပါသည် မောင်တင်ရွှေနှင့်ပြည်တော်သူမြန်မာနိုင်ငံအမှုတွင်လက်ရေးလက်သားကိုခွဲခြားသည့်အတတ်ပညာမှာလက်ပွေပုံစံကိုခွဲခြားသည့်အတတ်ပညာကဲ့သို့တိကျခြင်းမရှိသေးပေလက်ပွေပုံစံကိုခွဲခြားခြင်းကိုစိတ်ချသောလက်ခံနိုင်တော်လဲလက်ရေးပါရဂူဤထင်မြင်ချက်ကိုထို့သို့လက်ခံခြင်းမပြုဘဲအရေးကြီးသောထောက်ခံချက်အဖြစ်သာအသုံးပြုသင့်သည်ဟု၍ဖော်ပြထားသည်ထို့ကြောင့်လေရေးပါတကူတို့၏ထင်မြင်ချက်မှာတသက်ေကံဝင်တော်များလည်းအထောက်အကူပြုသည့်တသက်ေကံချက်သာလျှင်ဖြစ်သည် တရားခံအားအပြစ်ပေးရမှာအခြားတက်တဲ့အထောက်အထားများရှိမှအပြစ်ပေးနိုင်၍လရေပါဒကူတဦးတည်းဤထင်မြင်ချက်ဖြင့်အပြစ်မပေးနိုင်ကြောင်းတွေ့ရသည်5.1.2 Opinions or ends expect လက်နက်ပါဒကူဤထင်မြင်ချက်လက်နက်ပါရဂူဤထင်မြင်ချက်သည်လည်းတက်သေးကံဥရိပုံမှာ45အရာသိပ္ပံပညာရဆိုင်ရာကျွမ်းကျင်သူဤထင်မြင်ချက်ဖြစ်သောကြောင့်တက်သေးကံဝင်ပါသည်5.1.3 opinions of fingerprint expert လက်ပွေပါတကူဤထင်မြင်ချက်တတိကံဥပဒေပုံမှား45အရာလက်ပွေပါတကူတယောက်ဤထင်မြင်ချက်သည်လည်းတတိကံဝင်သည်ပုံစံအားဖြင့်ဖောက်ထွင်းမှုတစ်ခုတွင်လူโซဤလက်ဖြင့်ကင်တွယ်မိသော အရာဝတ္ထုတစ်ခုခုကိုလက်ပွေပါတကူကစစ်ဆေးရသည်တရားခံကိုမိလျင်ရင်းသဲလွန်စားမှရရှိသောလက်ပွေပုံစံနှင့်တရားခံဤလက်ပွေပုံစံတူမတူနှိုင်းယှဉ်ကြည့်နိုင်သည်အကွယ်၍တူနေပါကတရားခံကိုအပြစ်ပေးနိုင်သည် လက်ွေပါတကူကြီးထင်မြင်ချက်သည်အခြားပါတကူကြီးထင်မြင်ချက်နှင့်မတူပေလက်ွေပါတကူကြီးထင်မြင်ချက်ကိုစိတ်ချစွာလက်ခံနိုင်ပေသည်အဘဲကြောင့်ဆိုသောလက်ွေပုံစံသည်လူတဦးနှင့်တဦးမတူသောကြောင့်ဖြစ်သည်5.1.4 Opinions of American Officers ဆရာဝန်ဤစေဘက်ဆိုင်ရာတည်တည်ကံချက်လူမှုအခွင့်အရေးတွင်ပုတ်ကလေးမှစ၍လူမှုအဆောက်အအုံတစ်ခုလုံးကိုတင်ကြုံပြီးလူကိုထိခိုက်စေသောအမှုကင်းများ ပုံစံအားဖြင့်လူသက်မှုလူသေးမှုမရိမှုနာကျင်စေမှုစသည်တို့နှင့်စိတ်မှုမမှန်ခြင်းယူသွခြင်းတို့ကြောင့်ဖြစ်ပွားသောမှုကင်းများစသည်တို့ကို တရားရုံးအနေဖြင့်စီရင်ဆုံးဖြတ်ရာတွင်စေတသိက်ကံချက်သည်များစွာအထောက်အကူပြုနိုင်ပေသည် မောင်ကျော်ဆွေနှင့်ပြည်တော်သူမြန်မာနိုင်ငံအမှုတွင်ဆရာဝန်၏ထွက်ဆိုချက်ကိုလည်းအသေးစိတ်စစ်ဆေးရန်လိုအပ်သည်ဆရာဝန်သည် မခင်ရတဲ့ဤအရာအမောင်းအလေးချိန်နှင့် ိုအလေးချိန်အောက်ပိုင်းများအပြင်သွားမှုများကို ကြီးစုစစ်ဆေးယုံမြမကဤခေတ်မီသောလောကဓာတ်နီးဖြစ်သောဓာတ်မှန်ရိုက်၍စစ်ဆေးခဲ့သည်ထိုလောကဓာတ်နီးဖြင့်စစ်ဆေးရရှိသော အချက်အလက်တို့မှာဆရာဝန်၏အကြံဖြစ်စေကာမူတရားဝင်သောတသေကံချက်တင်ပြချက်အကြောင်းအရာတစ်ခုဖြစ်သည်ဟုစီရင်ဆုံးဖြတ်ထားသည်တရားယုံများသည်ပြစ်မှုဆိုင်ရာမှုခင်းများကိုစီရင်စစ်ဆေးရာတွင်ဆရာဝန်၏စစ်ဆေးချက်အစိမ့်မှတ်တမ်း ဆရာဝန်ဤထင်မြင်ယူဆချက်တို့သည်တက်သေးကံချက်အဖြစ်ပူးတွဲ၍ပါလာကြသည်ကိုအများဆုံးတွေ့ရှိရပါသည်။ယင်းတက်သေးကံချက်များသည်ရိုးရိုးတက်သေးကံချက်မဟုတ်ဘဲတက်သေးကံဥပဒေပုံမှား55တွင် ဖော်ပြထားသည့်ကျွမ်းကျင်သူပါရဂူတို့ဤထင်မြင်ချက်အဖြစ်အရေးပါသောတက်သေးကံချက်ဖြစ်သည်။တရားရုံးများတွင်ဆေးဆရာဝန်များဤဆေးဘက်ဆိုင်ရာတက်သေးကံချက်နှမျိုးနှစားရှိသည်။ယင်းတို့မှာ1 Documentary Evidence စာတမ်းအမှန်အတားတက်သေးကံချက် oral evidence နှုတ်သက်သေခံချက်တို့ဖြစ်ပေသည်၁ document evidence စာရန်အမှတ်အသားသက်သေခံချက်စာရန်အမှတ်အသားသက်သေခံချက်ကိုအောက်ပါအတိုင်းခွဲခြားနိုင်ပေသည်ကာကြီး medical certificate ဆေးလက်မှတ်ခါခွေ medical legal report ဥပဒေဆိုင်ရာဆေးအစီရင်ခံစာကားငယ်ဒိုင်းရင် declaration တေဂာနီထွက်ဆိုချက်တို့ဖြစ်သည် medical certificate ဆေးလက်မှတ် ဆေးလက်မှတ်ဆိုသည်မှာဖျားခြင်းနေထိုင်မကောင်းခြင်းရှိမရှိ ကျန်းမာရေးအခြေအနေကောင်းသည်မကောင်းသည်ယောဂတစုံတရာရှိမရှိ စိတ်ထားမှန်မမှန်စိတ်ပေါ်တုတ်ခြင်းရှိမရှိစသည့်အချင်းရာများနှင့်ပတ်သက်၍လူပုဂ္ဂိုလ်တယောက်ကဖော်ပြသောထောက်ခံချက်လက်မှတ်ဖြစ်သည်ထို့ပြင်တစုံတရာအမှန်တကယ်သိဆုံးကြောင်းကိုလည်းထောက်ခံချက်လက်မှတ်ပေးရသည် အထက်ပါကိစ္စများအတွေ့ပေးရသောဆေးလက်မှတ်မှာတာမန်ဆေးလက်မှတ်ဖြစ်သည့်ဖြင့်ဆေးကောင်စီ၏အဥပဒေအရမှတ်ပုံတင်ပြီးဆရာဝန်က အာမခံချက်ပေးထားတော်လဲရင်းတို့ကိုတရားရုံးရှိတွင် အမှန်အတားတည်တည်ခံချက်အဖြစ်လက်ခံလီမရှိပေ။ Medical Legal Report ဥပဒေဆိုင်ရာဆေးအစီရင်ခံစာ ရင်းအာဏာပိုင်ရဲရာရှိတဦးကဖြစ်စေတရားသူကြီးတဦးကဖြစ်စေရင်းတို့စုံစမ်းစစ်ဆေးတော်အမှုနှင့်ပတ်သက်၍လိုအပ်သည်ဟုယူဆသောကြောင့်တောက်ခံလာသောအခါသက်ဆိုင်ရာဆရာဝန်က စုံစမ်းစစ်ဆေးပြီးတွေ့ရှိရသောဆေးပညာရပ်ဆိုင်ရာအချက်အလက်များကိုရေးသားတင်ပြထားသောအစီရင်ခံစာဖြစ်သည်။ယင်းမှာလူသက်မှုလက်ရောက်မှုအမှုခင်းများတွင် ရုံးရှိသူတင်ပြလေရှိသော အစီရင်ခံစာပင်ဖြစ်သည်။ယင်းအစီရင်ခံစာထဲမှာနှစ်ပိုင်းခွဲခြားထားပေသည်။ပထမပိုင်းတွင်ဆရာဝန်ကမိမိလေ့လာတွေ့ရှိချက်များကိုရေးသားထားပြီး၁တက်တေကြီးအမိနှင့်စစ်ဆေးမေးမြန်းသည့်နေရာနှင့်နေရက်၂ ပြင်ပမှာစစ်ဆေးမေးမြန်းခြင်း၃တည်စေသော အမှုတွင် အတွင်းစစ်ဆေးမေးမြန်းခြင်း၄ယူဆချက်ရေးဆွဲရာတွင်တင့်လျော်သော ထင်မြင်ချက်ပေးရခြင်း၅။အစီရင်ခံသူလက်မှတ်ဒုတိယပိုင်းတွင်မူထိုအချက်အလက်ပေါ်မူတည်လျက်မိမိ၏ထင်မြင်ယူဆချက်တို့ကိုတင်ပြရပေသည့်ဤနေရာတွင်ဆရာဝန်သည်မိမိတွေးရှိစစ်ဆေးရရှိသောအချက်များအပေါ်တွင် ဘူဒီလျက်မိမိ၏ထင်မြင်ချက်များကိုသာတိတိကျကျရေးသားရပေသည်သူတို့၏လေးလာတွေ့ရှိချက်ထင်မြင်ယူဆချက်များကိုအတည်ပြုရေးသားထည့်သွင်းခြင်းမပြုရပေထို့ပြင်စုံစမ်းစစ်ဆေးပြီးသောမိမိ၏ထင်မြင်ချက်များကိုချက်ချင်းထုတ်ဖော်ရန်စော်လွန်သေးပါကတိုတီးမဟုတ်မိမိအနေနဲ့မသေးချာသေးပါကမိမိ၏ထင်မြင်ယူဆချက်များကိုအလင်းစလိုဖော်ထုတ်ရန်မလိုပေရင်းတို့မတိမကြမစိစက်မှု အလင်းစလိုနိုင်မှုတို့အကြမ်းမှာရေးသားသောဆရာဝန်များ၏ ဥပဒေဆိုင်ရာဆေးအစီရင်ခံစာသည်တရားရုံးရှိသူရောက်သွားသောအခါတရားစီရင်ရေးသည်ချိန်ဝင်ခဲ့သူမညီများတော့ဘဲတစ်ဖက်ဆောင်းနှင့်ဖြစ်သွားတတ်ပေသည်နှင့် oral evidence နှုတ်သက်တည်ခံချက်ပြမှုဆိုင်ရာမှုကင်းများနှင့်ဆက်လင်း၍ဆေးရုံသို့ရောက်ရှိလာပြီးစစ်ဆေးခွဲစိတ်ကုသခံရသောအကြောင်းအရာနှင့်ပတ်သက်၍ဆရာဝန်များသည်ရုံးတော်သို့ရင်းသို့ကိုယ်တိုင်လာရောက်အစစ်ခံသောနှုတ်သက်တည်ခံချက်မျိုးလည်းရှိပေသည် ယင်းနှုတ်တတိခံရာတွင်တတိကံဥရိပုံမှာ60ပါးပြဋ္ဌာန်းချက်အတိုင်းလိုက်နာရမည်ယင်းဤဆရာဝန်ဤဆေးဘက်ဆိုင်ရာတတိခံချက်များကိုရုံးတော်သို့လာရောက်၍ထွက်ဆိုသောအခါတရားသူကြီးများအနေဖြင့်ပြည်မှုဆိုင်ရာကျင့်သုံးဥရိပုံမှာ905ပါးနိဒမ်းများနှင့်အညီကျင့်သုံးရမည်ဤသို့ရုံးတော်၌လာရောက်ထွက်ဆိုစေရန်တခါတရံမလိုအပ်ဘဲစင့်ခေါ်မှုမျိုးမှာအမှုအခင်းများကြံ့ကြအောင်ဖန်တီးနေတဲ့ကဲ့သို့ဖြစ်သောကြောင့် တရားရုံးညွှန်ကြားတော်လက်ဆွဲ194680တွင်အောက်ပါအတိုင်းပြဋ္ဌာန်းထားပေသည်ပြစ်မှုမူခင်းများ၌ဆရာဝန်များနှင့်ပြစ်မှုစေရဲရာရှိတို့အားလိုအပ်သည့်အခါမှသာ ခေါ်ယူစစ်ဆေးခြင်းအခြားနယ်သူပြောင်းရွှေ့သွားသောဆရာဝန်များအားကော်မရှင်ထုတ်ရေးစစ်ဆေးခြင်းရင်းတို့၏လရေကိုတည်သူအားစစ်ဆေးအစဉ်ကံစာပေါ်တွင်ထင်မြင်ချက်ပေးစေခြင်းအထူးသဖြင့်ခရိုင်ဆရာဝန်ကြီးနှင့်ညှိနှိုင်းတိုင်ပင်၍အစီအစဉ်ပြုလုပ်ပြီးလျှင် ဆရာဝန်တအူးမပြောင်းမီတရားခံဤရှေ့၌စစ်ဆေးခြင်းပြုလုပ်တင်သည်တရားရုံးများညွှန်ကြားလာလက်ဆွဲစာပိုင်း1946-80တွင် ပြစ်မှုများမှုကင်းများ၌ဆရာဝန်များနှင့်အမှုစစ်ရဲအရာရှိအားလိုအပ်သည့်အခါမှသာ ခေါ်ယူစစ်ဆေးခြင်းအခြားနယ်သို့ပြောင်းရွှေ့သွားသောဆရာဝန်များအားကော်မရှင်ထုတ်ရေးစစ်ဆေးခြင်းရင်တို့ဤလရေးကိုတည်သူအားစေအစီရင်ခံစာပေါ်တွင်ထင်မြင်ချက်ပေးစေခြင်းအထူးသဖြင့်ခရိုင်ဆရာဝန်ကြီးနှင့်ညှိနှိုင်းတိုင်ပင်၍ အစီအစဉ်ပြုလုပ်ပြီးလျင်ဆရာဝန်တဦးမပြောင်းမီတရခန်ဤရှေ့၌စစ်ဆေးခြင်းပြုလုပ်တင်သည်ရိုးရိုးအမှုများတွင်ဆရာဝန်ကို စင့်ခေါ်ရမလို့ဒဏ်ရာနှင့်ပတ်သက်၍ဆရာဝန်ကိုအကြက်တဝင်းစစ်ဆေးမေးမြန်းရမည်အမှုများ၌သာစစ်ဆေးရန်မလိုသည်တာမန်အားဖြင့်အမှုကိုပထမအကြိမ်ကြားနာသည့်အခါ၌ဆရာဝန်အားအခြားတပ်သည်များနှင့်အတူစင့်ခေါ်ခြင်းမပြုရအမှုတွဲတွင်ဆရာဝန်၏အစီရင်ခံစာကိုကြည့်ရှု၍ဆရာဝန်ကို စင့်ခေါ်သင့်မသင်ဆုံးဖြတ်ရသည်ဟု၍ဖော်ပြထားပေသည် တဖန်တရားရုံးများလက်ဆွဲစာပိုင်း930တွင်ဒံယာပေါ်မူတည်၍အသေးစိတ်ရင်းညွှန်းပြဆိုထားပါသည်ပြည်တော်သူမြန်မာနိုင်ငံမောင်တောင်းနှင့်မောင်လားဆဲအမှုတွင် မောင်တောင်းနှင့်မောင်လားဆင်းတို့သည်တအူးနှင့်တအူးစကားများကြရာတအူးနှင့်တအူးထီးများဖြင့်ရိုက်ကြသည်ထို့သူရိုက်နှက်ကြရာမောင်လားဆင်း၏ထီးချင်အစွန်းနှင့်မောင်တောင်း၏နရွက်ကိုရိုက်မိဟန်တူပေသည်ထို့အကြောင်းအရာကြောင့်မောင်တောင်း၏နရွက်မှာပြတ်သွားသည် ရင်းမှုတင်ဆရာဝန်ဤစေတသိက်ကံချက်မှာထိနှင့်ရိုက်သည်တို့ရတင်ထိခိုက်ရန်အစွန်နှင့်ထိုးမိလျင်ဤကဲ့သို့ရွက်ပြတ်ထွက်သွားလောက်သည့်ဒဏ်ရာများကိုရရှိနိုင်သည်ဟုဆိုထားသည် မောင်တောင်းကရဲစကန်းသို့တိုင်ကြားရတွင်မူရင်းကိုမောင်လားဆင်းကဓာဟုထင်ရသောအရာတစ်ခုနှင့်ထိုးလိုက်သည်ဟုတိုင်တန်းသည်တရလူပြသက်သည်မောင်ပွား၏အစစ်ခံချက်၌လည်းမောင်လားဆင်း၏လက်ထက်၌ဘာမှမသိသောပြောင်ပြောင်ပစ္စည်းတစ်ခုတွေ့ရသည်ဟုထွက်ဆိုသွားသည်တဖန်မောင်တောင်းအစစ်ခံချက်ကပင် မောင်လားဆင်း၌ဓာပါသည်ဟုထစ်ထစ်ချာချာမဆိုနိုင်ပေထို့ကြောင့်ဆရာဝန်၏ယူဆချက်အတိုင်းမောင်တောင်းတွင်ရရှိသောလျွက်ပြက်ဒဏ်ရာမှာထိခိုက်အောင်ဆိုနှင့်ရရှိသည်ဟု၍ပင်စေတသိက်ကံချက်အတိုင်းရုံးတော်ကယူဆဆုံးဖြတ်သည်ကိုတွေ့ရသည်မောင်မောင်နှင့်ပြည်တော်သူမြန်မာနိုင်ငံအမှုတွင်စေယုံဆရာဝန်ကြီး၏ထင်မြင်ချက်တွင်တေသူသည် စေယုံတက်ရောက်ပြီးကြာကြာနာနာကုသလျင်ဒဏ်ရာမှာပြည်ထေစရာအကြောင်းမရှိ၍မသေးနိုင်ဟုပါရှိသည် ်တေသူသည်ဆေးရုံ၌ကြက်ကြက်မက်မက်ကူးသခဲ့လျင်အသက်ချမ်းသာရာရမည်ဟုပါရှိသည်တေသူသည်ဆေးရုံ၌ကြက်ကြက်မက်မက်မကူးသခဲ့လျင်အသက်ချမ်းသာရာရမည်ဟုယူဆနိုင်ပွဲရာရှိသည်ရရှိသောတန်ရာကြောင့်မုတ်ချသေးစေနိုင်သည်ဟုမဆိုနိုင်ထို့ကြောင့်အယူခံတရလိုအားရာသက်ပုံးမှာ304အရာမဟုတ်ဘဲ326အရာအပြည့်ကျူးလွန်ကြောင်းဆုံးဖြတ်သည်ထောင်နဲ့ဆယ်နှစ်အစာခုနှစ်ကြာခံစီရန်အမိန့်ချမှတ်လိုက်သည်ဟုဆုံးဖြတ်ထားသည် မောင်ကျော်လှားနေပြည်တော်သူမြန်မာနိုင်ငံစီရင်ထုံးတွင်တေသူကစ၍လှန်စိုးနှင့်ထိုးသောကြောင့်အနီးရှိဝမ်မြောင်ဖြင့်ပြန်လည်ထိုးခဲ့သည်ဆိုသောအယူခံတရက်လိုဤထူးချေချက်ကိုဆရာဝန်က တွယ်ဝိုင်းလက်ခံထားသဖြင့်လေးလေးနက်နက်စဉ်းစားရန်လိုသည်ဆရာဝန်ကအယူခံတရက်လိုဤနောက်ကျောရှိသောဒဏ်ရာမှာလှန်စိုးဓာဖြင့်ထိုးမှသာရမည်လှမ်းပေါက်၍မရနိုင်ဟုထင်မြင်ကြပေးထားသည်ဆရာဝန်တဝူးဤထင်မြင်ချက်ကို ကြည်လင်၏မိတို့မိဘုံရရှိခဲ့သည့် မိသည့်လက်နက်ကြောင့်ရရှိခဲ့သည်ဟုအတွေ့အကြုံအရကောက်ယူချက်သာဖြစ်သည်ယင်းဤထင်မြင်ချက်ကိုလက်တွေ့လက်နက်ပါတကူစားသည့်ပါတကူတို့၏ထင်မြင်ချက်များဤသူအလေးပေး၍စဉ်းစားရမည်ဆိုခြင်းမှာမှန်၏တို့ရာတွင် ပုရုဇဉ်တို့မိသည်မှမသောသူဟူ၍မရှိနိုင်တို့ဖြစ်ရာဆရာဝန်၏ထင်မြင်ချက်သည်ယုံကြည်စိတ်ချရသောမျက်မြင်သက်သည့်တဦး၏အမှန်တကယ်တွေ့မြင်ခဲ့ရသော ဖြစ်ရမှန်ကိုလွှမ်းမိုးခြင်းမပြုနိုင်မျက်မြင်သက်သည့်ဤထွက်ဆိုချက်မှာစိတ်ချ ယုံကြည်ရပါမူထိုထွက်ဆိုချက်များအားဆန့်ကျင်နေသည့်ဆရာဝန်၏ထင်မြင်ချက်ကိုပယ်ရမည်ဟု၍ဖော်ပြထားသည်5.1.5 Report of Chemical Examiner ဓာတုဗေဒစစ်ဆေးရေးအရာရှိ၏အစီရင်ခံစာမှာတတိကံဥပဒေအရာတတိကံဝင်သည်ဟုမဆိုထားတော်လဲပြမှုဆိုင်ရာကျင့်သုံးဥပဒေပုံမှား910အရာတတိကံဝင်ကြောင်းတွေ့ရသည်ရင်ဥပဒေအရာရှိကိုတတိကံအဖြစ်လက်ခံနိုင်ကြောင်းရင်ပုံမှားတွင်ဖော်ပြထားသည် ဓာတုပေဒအရာရှိဤထင်မြင်ချက်မှမူတတိကံဥရေပုံမှား45အရာတိတ်ပံပညာရဲ့ဆိုင်ရာအထူးကျွမ်းကျင်လိမ္မာသော ပုဂ္ဂိုလ်ဤထင်မြင်ချက်ဖြစ်သောကြောင့်တတိကံဝင်သည် အချို့သောပြည့်မှုဆိုင်ရာမူကင်းများတွင်ဓာတုပေဒစစ်စေးရေးအရာရှိဤအစီရင်ခံစာမှာအရေးကြီးသောတတိကံချက်တရဖြစ်ပေသည်ဘူးရီထုံတိုင်းဘေးဖြစ်တတ်သောစေဝါများဆိုင်ရာဥရေပုံမှား15 16 19 20နှင့်ပြည့်မှုဆိုင်ရာဥရေပုံမှား386အရာ ဖန်ဆီးထားမိသော စေဝါများမူရစေဝါအစစ်အမှန်ဟုတ်မဟုတ်စမ်းသပ်ရန်ဓာတုပေတာအရာရှိထံတင်ပို့စစ်ဆေးရမည်5.1.6 foreign law နိုင်ငံခြားဥပဒေကိုကျွမ်းကျင်သူများ၏ထင်မြင်ချက်နိုင်ငံခြားဥပဒေကိုကျွမ်းကျင်သူများ၏ထင်မြင်ချက်ကိုလိုအပ်ပါကရာယူတသက်ကံဝင်ကြောင်းတသက်ကံဥပဒေပုံမှား45တွင် ဖော်ပြထားသည်နိုင်ငံခြားဥပဒေကိုကျွမ်းကျင်သည်ဆိုသည်မှာမိမိနိုင်ငံအတွင်း၌ အာဏာတက်ရောက်ခြင်းမရှိသည့်နိုင်ငံခြားဥပဒေကိုကျွမ်းကျင်စွာသိရှိနားလည်သောပုဂ္ဂိုလ်များကိုခေါ်ပါသည်ရှီယာလက်ထက်ခြင်းဥပဒေသည်အိန္ဒိယပြည်နယ်အကျိုးတက်ရောက်ခြင်းရှိသည့်ယင်းဥပဒေကိုအိန္ဒိယနိုင်ငံအတွက်နိုင်ငံခြားဥပဒေဟုမခေါ်နိုင်ပေအိန္ဒိယနိုင်ငံတွင်ယင်းဥပဒေကို တက်ကြွသည့်ပုဂ္ဂိုလ်သည်တသက်ကံဥပဒေပုံမှား45ဤအဓိပ္ပာယ်အရအကျိုးမဝင်ပေထို့သောသောပြည်တွင်းဥပဒေကိုတရားရုံးအနေဖြင့် ရင်းတို့ကိုယ်တိုင်အတိတ်ပဲကောက်နိုင်၍အခြားတက်တည်များဤထင်မြင်ကြများအပေါ်တွင်အာမကိုနိုင်ပြီနိုင်ငံခြားဥပဒေနှင့်ဆက်လင်း၍ဆုံးဖြတ်ရန်ရှိမှသာလျှင်နိုင်ငံခြားဥပဒေကိုကျွမ်းကျင်သည့်ပုဂ္ဂိုလ်တို့၏ထင်မြင်ချက်သည်တက်တည်ကံဝင်သည်ရင်းတို့နိုင်ငံခြားဥပဒေကိုကျွမ်းကျင်သောသူကတင်ပြရာမှာနိုင်ငံခြားအစိုးရကပြဋ္ဌာန်းသောဥပဒေစာအုပ်များကိုလည်းကိုးကားနိုင်ပေသည်5.2 Person Acquired with Handwriting ကျွမ်းကျင်သူတို့၏ထင်မြင်ချက်ကဲ့သို့သော တီကျွမ်းသူအထူးသိရှိသူတို့ဤထင်မြင်ချက်တတိကံဥရေတွင်ကျမ်းကျင်သူပါဒကူတို့ဤထင်မြင်ချက်သည်တတိကံဝင်တကဲ့သို့တတိကံဥရေပုံမှန်60မှ51တွင် ဖော်ပြထားသောပုဂ္ဂိုလ်များဤထင်မြင်ချက်သည်လည်းတတိကံဝင်သည်တရားယုံသည်စာရန်အမှတ်အသားတစ်ခုကိုရေးသူတို့မဟုတ်လက်မှတ်ရေးထူးသူနှင့်ဆက်လင်း၍ထင်မြင်ယူဆကောက်ချက်ချရန်ရှိသောအခါထိုသူ၏လက်ရေးကို တီချန်းသူဤထင်မြင်ချက်သည်ဆက်ဆိုင်သည်ဟူ၍တသက်ကံဥရေပုံမှ49နှင့်ဖော်ပြထားသည်တီချန်းသူဆိုသည်မှာ1ထိုသူရေးသားသည်ကို တွေ့မြင်သူ2ထိုသူထံစာများရေးသားမှုသဖြင့်ရင်းထံမှပြန်စာများကိုရရှိခဲ့သူ3အလုပ်လုပ်ကံရာတွင် ထိုသူရေးသောစာများကို တင်ပြလေရှိသည့်ဖြင့်တိမြင်ရသူတို့ကို ဆိုလိုကြောင်းပုံမှန်49ဤရှင်းလင်းချက်တွင်ဖော်ပြထားသည့် illustration စာတစောင်သည်လန်ဒန်မြို့ရှိကုံတယ်အေဤလေရေးဟုံးမဟုတ်ပြဿနာရှိသည်ရန်ကုန်မှကုံတယ်တဦးဖြစ်သူဘီဒီအေနှင့်စာပေးစာယူပြုလုပ်၍အေထံမှစာများရရှိခဲ့သည်စီမဘီဤလေရေးဖြစ်၍အေထံမှရရှိသော စာများနှင့်ပတ်သက်၍ဆွေးနွေးတိုင်ပင်ရန်အတွက်ဘီက DR AE စာများပြမြဲဖြစ်သည် BCD တို့သည်ထိုစာကိုရေးချောင်းကိုတိုင်မမြင်တော်လဲတည်ချမ်းသူများဖြစ်၍ AE တည်းဟုတ်မဟုတ် ြစ်မြင့်ချက်ပေးခြင်းသည်တတိကံဝင်သည် ထို့ကြောင့်လရေကိုတည်ချမ်းသူဤထင်မြင့်ချက်သည်တတိကံဝင်ပေသည် လရေကိုတည်ချမ်းသူသည်လရေပါတကူကဲ့သို့ပင်ထင်မြင့်ချက်ပေးနိုင်သည်လရေပါတကူသည်ထိုလရေကိုမြည်သည့်အချိန်ကားမှာမမြင်ဘူးပဲကျွမ်းကျင်မှုအရာထင်မြင့်ချက်ပေးသည် လရေကိုကျွမ်းကျင်သူမှာမူရင်းလရေကိုအမြဲတွေ့မြင်နေရ၍ထိုမြင်နေကြလရေလက်သားနှင့်ဆက်လင်း၍ထင်မြင့်ချက်ပေးခြင်းဖြစ်သည် တရားရုံးသည်အများနှင့်သက်ဆိုင်သောဒလေးထုံးစံသို့မဟုတ်အခွင့်အရေးတစ်ခုခုရှိသည်မရှိသည်ဆိုသောချင်းချင်းရန်ကိစ္စတွင်ရင်းဒလေးထုံးစံအခွင့်အရေးတရှိမရှိကိုတရှိနိုင်သူတရား၏ထင်မြင်ချက်သည်တသက်ကံဝင်သည်ဟု၍တသက်ကံဥပဒေပုံမှား48တွင်ဖော်ပြထားသည် explanation ရှင်းလင်းချက်အများနှင့်ဆိုင်သောဒလေးထုံးစံသို့မဟုတ်အခွင့်အရေးဆိုသည့်စကားတွင်မိသည့်လူမျိုးများနှင့်မဆိုသက်ဆိုင်သည့်ဒလေးထုံးစံအခွင့်အရေးလည်းအကျုံးဝင်သည် ရွာတရာတွင်ရေတွင်းတွင်ကိုရွာသားများသုံးဆွဲခွင့်ရှိမရှိဆိုသည်မှာဤပုံမှားရာအများနှင့်သက်ဆိုင်သောအခွင့်အရေးဖြစ်သည်လူတစုသို့မဟုတ်မိသားစုတစ်ခုဤဓလေ့ထုံးတမ်းသို့မဟုတ်အယူဝါဒနှင့်ပတ်သက်၍တော်၎င်းဘာသာရေးသို့မဟုတ်လူတိုင်းရေးနှင့်ဆက်ဆိုင်သောအသင်းအဖွဲ့ဤဖွဲ့စည်းတည်ထောင်ခြင်းသို့မဟုတ်စီရင်အုပ်ချုပ်ခြင်းနှင့်ပတ်သက်၍တော်၎င်းတိကျလူတစုသို့မဟုတ်တိကျအရက်ဒေသတွင်သုံးဆဲသည့်စကားရက်အသုံးနှုန်းများနှင့်သက်ဆိုင်၍တော်၎င်း ချင်းချင်းရန်ရှိသောအခါရင်းအချက်များကို အထူးသိရှိနိုင်သူဤထင်မြင်ချက်သည်တတိကံဝင်သည်ဟူ၍တတိကံဥရေပုံမှာ49တွင်ဖော်ပြထားသည်တရားရုံးသည်လူတယောက်နှင့်တရားဆွေမျိုးတော်ဆက်ခြင်းနှင့်ဆန်လင်း၍ချင်းချင်းရန်ရှိသောအခါထိုပြဿနာတွင်အထူးသိရှိနိုင်သူ၏ထင်မြင်ချက်သည်ဆက်ဆိုင်သည်တို့ရာတွင်ယင်းထင်မြင်ချက်သည်လင်မယားကာရှင်မှုဥပဒေအရာဖြစ်စေပြမှုဆိုင်ရာဥပဒေပုံမှား494 495 499 498အရာ ဖြစ်စေဆွဲဆိုသောအမှုများတွင်လက်ထပ်ထိမ်းများခြင်းကိုထင်ရှားအောင် ပြုလုပ်ခြင်းကလုံလောက်သောတတိကံချက်မဟုတ်ကြောင်းတတိကံဥပဒေပုံမှား90တွင်ဖော်ပြပြဋ္ဌာန်းထားသည် illustration 1မောင်ဖြူနှင့်မက်နီသည်ထိမ်းများခြင်းပြုမပြုဟုသော ပြဿနာတွင်ယင်းပြဿနာတွင်ယင်းတို့နှစ်ဦးကိုမိတ်ဆွေများကလင်မယားအနေနှင့်လက်ခံ၍ဆက်ဆံမှုရှိသည်ဟုသောအချင်းအရာသည်ဆက်ဆိုင်သည်2 မောင်ဖြူသည်မောင်ညို၏တရားဝင်သားဟုတ်မဟုတ်ဟူသောပြဿနာတွင်မောင်ဖြူအားရင်းမိသားစုက ကိုယ်တိုင်မွေးသောသားကဲ့သို့ပြုစုစောင့်ရှောက်သည်ဟူသောအချင်းရာသည်ဆက်ဆိုင်သည်ထို့ပြင်တတိကံဥရီပုံမှား51တွင်အသက်ရှင်လျက်ရှိသူတဦး၏ထင်မြင်ချက်သည်တတိကံဝင်လျင်ရင်းထင်မြင်ချက်ကိုအခြေပြုသည့်အကြောင်းချက်တို့သည်လည်းတတိကံဝင်သည်ဟူ၍ဖော်ပြထားသည်အထက်ပါအချက်အလက်များကိုခြုံငုံလေ့လာမည်ဆိုလျှင်ပါရဂူတို့၏ထင်မြင်ချက်သည်တည်တည်ကံဝင်တော်လဲ ရင်းထင်မြင်ချက်တစ်ခုတည်းကိုအားကိုးမှုမပြုသင့်ပေအခြားသော မျက်မြင်သက်သေတို့ဤထွက်ဆိုချက်များနှင့်ပေါင်းဆက်ပြီးမှဆုံးဖြတ်ရမည်ဖြစ်သည်ကျွမ်းကျင်သူပါရဂူတို့ဤထင်မြင်ချက်နှင့်မျက်မြင်သက်သေတို့ဤထွက်ဆိုချက်များသည်တစ်ခုနှင့်တစ်ခုအမိပြုနေသည်ပါရဂူတို့ဤထင်မြင်ချက်ကဲ့သို့သောတည်ကျွမ်းသူအထူးသရှိသူတို့ဤထင်မြင်ချက်သည်လည်းတသက်ကံဝင်ကြောင်းတသက်ကံချက်အနေနှင့်ထဲသွင်းစဉ်းစားဆုံးဖြတ်ရာကြောင်းတွေ့ရပါသည်